ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့မနေ့က football and business ရဲ့ part 2လို့ပြောလို့ရမယ်အခြေအနေတစ်ခုလို့ပြောလို့ရတယ်အဲ့တော့ဒါကျွန်တော်တို့ pretend ကျွန်တော်တို့ညီကိုတွေကြားထဲမှာဒါကိုတောင်းဆိုထားတာမဟုတ်ဘူးကျွန်တော်လက်ရှိမှာဒါဒါနဲ့ပတ်သက်ပြီးပေါ့နော်ဒါကျွန်တော်တို့အဲ lion နဲ့ပတ်သက်ပြီးဒါတို့အနေနဲ့ကအေးပေါ့တခါကြာရင်ခင်ဗျားတို့ကျွန်တော်ဒါနည်းနည်းလေးဟို lesson လေးတစ်ခုပေးခြင်းတယ်ပေါ့ lesson ဆိုတာမဟုတ်ပါဘူးခင်ဗျားတို့ဒါသိအောင်ပြပြခြင်းတာကျွန်တော်တို့ အာရှနိုင်ငံကောင်တွေအဖြူတွေဆိုအရင်အထင်ကြီးတဲ့မှာပါတယ်ပေါ့ဒါ logical ရတာကျွန်တော်အရင်ကတည်းကအခုချိန်ဒီပေါ့နော်ဒါကျွန်တော်ဘေးရောအဖြူဆိုရတာကျွန်တော်ရဲ့ differential risk ဖြစ်တဲ့ကြောင့်လို့ပေါ့ဒါကျွန်တော်ခင်ဗျားတို့ဒါပုံမှန်လေးပေါ့ကျွန်တော်ကြွားရမှာပေါ့ကျွန်တော်အသက်ရွယ်တစ်ခုကတည်းကဒီကောင်ကြီးနဲ့ကျွန်တော်အတူတူကြီးပြင်းလာတဲ့အတွက်ကြောင့်ဒီကောင်ကြီးကကျွန်တော်တို့ကအမှန်တိုင်းပြောရမှာကျွန်တော်မြင်မှုတဲ့အဖြူကောင်တွေပဲညံ့လာတာမျိုးကျွန်တော်မြင်မှုတဲ့အဖြူကောင်တွေမှန်မှန်တာမန်ထက်တဆင့်လေးတဲ့ကောင်တွေများတယ် ပြန်ကြည့်တော့ဘာအရင် aggressive ဖြစ်ပြီးတော့အရင်အငင်းတန်တယ်ဒီကောင်လေးအာသာချက်ကအငင်းတန်တယ်ပြီးတော့ဒီကောင်လေးရဲ့ပြဿနာညံကောင်းတာမဟုတ်ဒီကောင်လေးညင်းဖို့အတွက်ဒီကောင်လေး research လုပ်တယ်ဒီကောင်လေးအာသာချက်ကဒါလောက်ပဲဒါမှမဟုတ် research လုပ်တဲ့ကောင်လက်လက်တစ်စပ်ပဲရှိတယ်ဘောနော်အဲ့တော့ အင်္ဂလန်အင်္ဂလန်ကအဖြူကောင်တော်တော်များခင်ဗျာဒါ Twitter မှာကြည့်ရင်သိတာပါတယ်ဘလောက်ထိဒါသူတို့ရဲ့ IQ level နည်းလဲဆိုတာတွေ့ရမယ်တဲ့မှာပါတယ်ဒါကျွန်တော်တို့ပြောကျွန်တော်တို့ superior ဖြစ်တယ်ပြောရမှာဒါပေမဲ့ခင်ဗျားတို့အထင်မကြီးတင်ကြောင်းခင်ဗျားတို့ပြောနိုင်ငံသားတို့တချို့ကြအမေရိကရောက်သွားအမေရိကနိုင်ငံသားအရန်တော်တယ်ဆိုတာ no is bullshit ခုနကပြောခင်ဗျားကိုယ်တိုင်လည်းတော်တယ် if you do it you can do it ဗျာအဲ့စိတ်ကိုခင်ဗျားတို့ကျွန်တော်တွင်းစေချင်တာဒီ topic ကိုလည်းခင်ဗျားတို့အဲ့ကြောင်ပြပြချင်တာပေါ့နော်အဲ့တော့ပြောချင်တာပြောချင်တာမဟာကျွန်တော်တို့ကနိုင်ငံသားတွေထဲဟုတ်တယ်ကျွန်တော်တို့ရဲ့ education level ကျွန်တော်တို့ဒါ တရောင်းစားတွေလုတ်ခဲ့တဲ့ education ကြောင့်ကျွန်တော်တို့တွေတိုင်ပတ်နေတာအများကြီးမှတ်တယ်ဒါပေမဲ့ကျွန်တော်တို့ကညံ့နေတာမဟုတ်ဘူးကျွန်တော်တို့ရဲ့ပတ်ဝန်းကျင် surrounding ကကျွန်တော်တို့ကညံ့အောင်လုပ်ထားတာအဲ့တော့ကိုယ့်အကူတော်အောင်ကိုယ့်အကူအများကြီးလုပ်လို့ရတယ်တယ်မှာပါအဲ့ခင်ဗျားတို့ကိုယ့်အကူတည်ဖို့ရတယ်အာနိုင်ငံခြားအကောင်တိုင်းအထင်မကြီးနဲ့နိုင်ငံခြားအကောင်တိုင်းမှာစောက်ဖို့တွေအများကြီးရှိတယ်အဲ့ဒီကိစ္စကိုခင်ဗျားတို့ရှင်းပြဥပမာလက်ရှိမှာအခုလက်ရှိ Newcastle ပြည်သက်တော်တော်များကဘာဒီပေါက်ကွဲနေလဲဆိုတော့အကျွေးဘီလီယံနဲ့ချီတဲ့ကလပ်တွေကတိုင်မပတ်ပဲနဲ့ Lion ကဘာလို့တိုင်ပတ်သွားရလဲဆိုတဲ့မိကွန်းမိရတယ်မှာပါတယ်အဓိကဟိုနောက်ပေါ်လို့လက်ရှိမှာဒါဟို Aston Villa တို့ Newcastle ပြောချင်တာဗျအလေလက် Tanzania Predator တွေပေါ့နော် ပြီးတော့ PSR နဲ့ငွေတဲ့ကညှိနေလို့လူရန်ဝယ်လို့မရတော့တဲ့တီးနေတဲ့အသင်းတွေပေါ့ဥပမာလဲရှိမှာ Everton တို့ Nottingham Forest တို့ပေါ့နော်ဒီလိုဒါကျွန်တော်တို့ကဲ Predator တွေတချို့ကဒါဟာ United တို့ဘာလို့ကြာတာကျွန်တော်1 billion လောက်အကျွေးတွေရှိပြီးတော့ဘာကြောင့်မလို့ဒီအသင်းတွေကြာတော့လဲဘာမှပြဿနာမတက်တာလဲဆိုတဲ့ဥစ္စာ Lion ကြာတော့ဘာလို့ပြဿနာတက်တာလဲဥစ္စာပေါ့နော်အဲ့တော့အဓိကဒီနေရာမှာခင်ဗျားတို့နည်းနည်းလေးကျွန်တော်ရှင်းပြမယ်။ Lion ရဲ့လက်ရှိပြဿနာက အကျွေးကြောင်မဟုတ်ဘူးလူတော်များခုနကမနေ့ကကျွန်တော်ပြော miss concept ဖြစ်ဖြစ်တာအဲ့ဒါပဲလိုင်ယွန်ကအကျွေးအရများသွားတာမှန်ပေမဲ့အကျွေးကြောင်မဟုတ်ဘူးအကျွေးကြောင်လက်ရှိမှာ DNCG ကသူ့ကိုဒါကြောင့်တန်ဆင်ခိုင်းလိုက်တာမဟုတ်ဘူးအဓိကပြဿနာဘာလဲဆိုတော့သူ့အကျွေးတွေကိုသူကပြန်မဆက်နိုင်တော့တဲ့ပြဿနာဖြစ်သွားတာအဲ့တော့ကျွန်တော်ပြောလို့ပဲအတူရင်အတူရင်ဒါကျွန်တော်ပထမဦးသိတဲ့တဲ့ကလာယုံက185တန်းပဲရှိတာအကျွေးကဒါပေမဲ့အဲ့ဒီအကျွေးကိုတို့တို့မဆက်နိုင်ဘူး185တန်းလက်ရှိမှာဗျာကျွန်တော်ဒါဘန်ဒူးနဲ့ပဲတို့နှစ်ချက်ဒူးနဲ့ပဲတို့ဟုတ်တယ်မလားဒါ16.5 စကွန်နေတော့ကိုတက်တက်မခွန်ပဲထားတော်ခင်ဗျတလောက်အတူက1.7မှာ3.4တလောက်ခင်ဗျအတူ၄တန်းပေးရမယ်အဲ့အတူခင်ဗျမပေးနိုင်တော့တဲ့ချိန်မှာတနစ်ကိုတန်း90ဖြစ်သွားပြီ2019လောက်ကလေးကဒီအကျွေးတွေယူထားတယ်ခင်ဗျခုလက်ရှိမှာ7နှစ်ပဲကြည့်တနစ်ကိုတန်း90 7နှစ်ဆိုရင်တန်း400အဲခုနကျွန်တော်ပြောအဲ့မှာတင်ဘာဖြစ်သွားပြီလဲအဲ့တော့ခုနကပေါ်တန်းလေးရပေါ်လိုက်တန်း985အဲ့တော့ဒီတန်း985မှာတချို့ကရှော်ပြီးတော့သူတို့ရဲ့အကျွေးက185တန်းအတူရင်းပေါင်းနေတန်း900ဖြစ်သွားတာ United ရဲ့လက်ရှိအကျွေးက1 billion 1 billion ပဲအတူရေမပါအောင်ဘာဖြစ်လို့ဒီလား United ကအတူပေးလို့အဲ့တော့ခင်ဗျားတို့ကျွန်တော် example တစ်ခုခင်ဗျားတို့မျက်စိနဲ့ရှင်းရှင်းလင်းလင်းပြောပြမယ်။ဒါကျွန်တော်တို့တထေး Warren Buffett တို့ဒါကျွန်တော်တို့လက်ရှိမှာဒါ Steve Jobs တို့ဒါကျွန်တော်တို့ Bill Gates တို့ပဲဒါဒီလူတွေမှာလည်းအကျွေးရှိတယ်။ဒီလူတွေမှာအကျွေးရှိတာ ਨੇ ကျွန်တော်တို့မောင်မြအဖေချဲထိုးလို့အကျွေးရှိတာ ਨੇ မလူဟုတ်တယ်ဟုတ် ဲ့ scenario ကျွန်တော် basic scenario နားလည်ရမယ်။မောင်မြအဖေချဲထိုးပြီးအကျွေးရှိသွားတာကမောင်မြအဖေကဒါပေါက်မယ်ပေါက်မယ်ထင်ပြီးချဲထိုးပြီးအကျွေးရှိသွားတာ။အဲ့ဒီအကျွေးကိုသူ့အနေနဲ့မဆက်နိုင်ဘဲနဲ့အကျွေးကိုအကျွေးထိုက်ယူရင်းနဲ့ချဲတွေပူပူထိုးရင်းနဲ့အကျွေးများသွားတာ။မောင်မြအဖေကအကျွေးဆက်နိုင်မလား။ဒါမှမဟုတ်ခုနကပြောလို့ basic ကအကျွေးဆက်နိုင်မလား။ဘဒူပူဆက်နိုင်မလဲ။ပြီးတော့ဒီနှစ်သင်းထဲမှာဒီနှစ်ယောက်ထဲကဘဒူကအတိုးပွမ်းတာအတိုးပေးနိုင်မလဲ။ အဲ့ဒီ scenario ပဲအဲ့ဒီ basic ကိုခင်ဗျားတို့နားလည်ရမှာဒါပဲအဖြေကအဲ့ကျွန်တော်ကျွန်တော်ဒီဗီဒီယိုဒီနားမှာကျွန်တော်နားလည်လို့ရဒါပဲအဲ့တော့ကျွန်တော်ပြောချင်တာခင်ဗျားခုနကပြောကျွန်တော်ဗီဒီယိုဖက်ပြောခဲ့တာအဲ့ဒါပဲအဲ့ဒီ concept ကိုကျွန်တော်မြန်မာပြည်ကလူတော်တော်များနားလည်တယ်ဟုတ်တယ်ဟုတ်ကျွန်တော်အခုရှင်းပြတယ်ဒါပေမဲ့အခုလက်ရှိတချို့ကြနားလည်ဟာဒါဘာလို့လဲ United 1 billion ရှိတာလေအချူရဘာဖြစ်လို့လဲ United 1 billion ရှိတယ်အခုလက်ရှိမှာကျွန်တော်တို့မြန်မာပြည်ရဲ့2ချက်တူပဲအတွက်ဟုတ်တယ်မှာရောအပြင်မှာ2ချက်တူပေါ့တယ်ဗျာ2ချက်ပိုးထားတယ်2ချက်တူနဲ့ပဲထားဒါ ban rate ကပိုပိုနေတယ်အများကြီးပိုနေတယ် United တစ်နှစ်ကို ဟိုတလောက် United အချွေးရွယ်အချွေးအတိုးရွယ်ပေးနေရတယ်မှာအများကြီးပါတယ်ဒါပေမဲ့ United ကပေးနိုင်တယ်ပြီးတော့ဘာဖြစ်လို့လဲဒီလား Lion က United နဲ့ရှင်မယ်ဆို Global Fan Power အရန်နေတယ်အရန်နေတယ်အဥပမာကျွန်တော်တခုခင်ဗျားတို့ example ပဲပြောမယ် Lion နေနဲ့ဒီနှစ်မှာဒါကျွန်တော်ရုတ်တန့်လွန်ငွေဝင်ငွေကနေပေါင်10သန်းအဲ့ဘောယူရို10သန်းပတ်ချာလဲဝင်ညာရတဲ့အချိန်မှာ United ကယူရိုသန်းတက်ရောက်ပေါင်သန်း150ယူရိုသန်းနေရရတယ်အစဘလောက်กว่าခင်ဗျာစမ်းသပ်ကြည့် ဲ့တော့ပြောချင်တဲ့အတိတ်ပဲကအဲ့ဒီမှာတက်ရောက်တယ်အဲ့တော့အဲ့ဒါပဲအဖြေကအဲ့တော့ခုနကပြောသူပဲ United တို့ဘာလို့ခုနက United တို့ Spurs တို့အခုလက်ရှိမှာကျွန်တော်သိတော့အချွေးရှိရတယ်မှာ Chelsea ရှိတယ်ဒါပေမဲ့ကျွန်တော်သိတော့ Chelsea ကသူ့ရဲ့ပိုင်ရှင်ပေါ့ Clear League Capital ရှိတာ FFG လည်းရှိတယ် FFG ရှိတာလာကျွန်တော်ကြည်ရတာသူ့အသင်းဒါကျွန်တော်တို့ FFG ဘယ်လိုရှိတယ်ဆိုတော့နည်းနည်းလေးရှင်းပြ Liverpool တိကကွင်းသစ်ပြင်တာမှတ်မိလား Liverpool တိကွင်းသစ်ပြောပြပြ Liverpool functional အလုပ်လုပ်တဲ့ဥစားအရန်သဘောကျဘူးခေါ့ကျွန်တော်လည်းဟိုတလောအမှအသိတာပေါ့နော်ဘာလို့သိတယ်ဆိုတော့အခုလက်ရှိ Liverpool ကပွဲတွေလုပ်နေတယ် FV မှာပွဲတွေလုပ်နေတယ်မဟုတ်တော့ Jewel Lee Barrow ဘာလို့လဲပွဲတွေလုပ်တယ်ခင်ဗျားတွေးလိမ့်မယ်အဲ့တော့ Liverpool အသင်းအနေနဲ့အခုလက်ရှိမှာဒါကျွန်တော် Queen Tick ကိုဒါကျွန်တော်တို့ FFG တို့အုပ်စုနဲ့သူတို့ excite ပြီးပြင်ပေးလိုက်တယ်ဘူရောမြတ်ဒီနေရာမှာအမှတ်မှားတဲ့အချက်ရှိတယ်။ဒါကြောင့် business ကနည်းနည်းလေးရှင်းပြတော့ဒါအခု share ဆိုတာသိပ္ပံဆိုင်မလဲ။ FFG ကနည်းနည်းလေး ပတ်စံထည့်ပြီးတော့ဒါခုနကကွင်းသစ်ပြင်ပေးလိုက်တယ်။ပြင်ပေးလိုက်ချိန်မှာဒါကျွန်တော်တို့ FFG မှာနှစ်ခွန်းနှစ်ချမ်းခွဲလိုက်တဲ့ပုံစံရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ FFG အောက်ထဲမှာကိုပဲ MF ကိုဘောလုံးအနေနဲ့သတ်မှတ်ထားတာရှိတယ်။ဒါပေမဲ့ MF ကို entertainment သတ်မှတ်ထားတာရှိတယ်။ဒါပေမဲ့ MF ကို entertainment သတ်မှတ်ထားတဲ့ပတ်စံကဘောလုံးနဲ့မသွားပဲနဲ့ FFG ကိုဒဲ့သွားရတယ်ပေါ့ပါ။ဥပမာလက်ရှိမှာခင်ဗျားဒူဝါဒီပါပွဲလာလုပ်တယ်။ Taylor Swift တို့မဲ့ရတယ် Taylor Swift ပွဲဗနေရဆက်လိုက်လာလုပ်တယ်။အဲ့ဒီပတ်စံတွေက M ကျွန်တော်တို့ Liverpool အသင်းထဲကိုမရောက်ဘဲနဲ့ FFGC တိုက်ရိုက်သွားတယ်။ ောပါတော့မြတ်ပြောတာအဲ့ तू က MV ကိုပိုင်တာမှန်မယ် MV ကိုသူက sector နှစ်ခုခွဲချလိုက်တယ်ဘောလုံးနဲ့ entertainment entertainment ကို FG ဒက်တွားပြီးမြဲဘောလုံးကကြတော့ဒါကျွန်တော်တို့ Liverpool FCC တွားတယ်အဲအဲ့လိုပုံစံမျိုးခွဲချအဲ့တော့ Liverpool ကွင်းကို तू ပြင်တဲ့အချိန်မှာသူ့ရဲ့ရည်ရွယ်ချက်ကဘာလို့ပြင်လဲဆို FG အနေနဲ့ဒါ Taylor Swift ပွဲလက်မခံခင်မှာ तू အဲ့ကွင်းကိုအမိပြင်တယ်ဘာလို့ပြင်တယ်လားပဏီလာစစ်ပွဲတို့ Beyonce တို့ဒါကျွန်တော်သိသလားအာဒူဝါလီပါတို့ကပြိတ္တအနည်းဆုံး9000ဝယ်ဆက်မှာ သူတို့ကအဲ့ဒီကွင်းမှာလာလုတာအဲ့တော့လီဗာပူးကနည်းနည်းလေးလိုနေတဲ့ capacity ကအဲ့လိုနေတဲ့ capacity ကို FG နေနဲ့ FV entertainment ဘက်ကနေပြီးတော့ပြင်ပေးလိုက်တာ static ပုံစံမျိုးအဲ့တော့ပရိသတ်တွေကလည်းဟာ static ကို FG ကပြင်ပေးတယ်ဘာညာလီဗာပူးကကွင်းသစ်မဆောက်ဘဲနဲ့ no 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 မဟုတ်ဘူးကိုတာမြင့်အောင်ဒါကျွန်တော်တို့လူတိုးလိုက်တာပဲရှိတာကွင်းသစ်ဆောက်ဖို့တို့မှာဘယ်တော့မှရည်ရွယ်ချက်မရှိခဲ့ဘူး FG မှာတို့အနေနဲ့ခုနကပြောသူပဲ organizer တွေတောင်းဆိုတဲ့ ိုတာပြည့်အောင်တို့ကစတန်သစ်ဆောက်လိုက်တာပဲရှိတာ။ဟာမပရီးမီးယားလီးယားပိုင်ရှင်တော့လဲတဲ့ကောင်တွေပရီးမီးယားလီးယားပိုင်ရှင်တွေပဲရှိတာ။ဟာမဟိုးအောက်ကအသင်းတွေဆိုပူရောင်ဆိုးတယ်။ဟာမတိုနီဘလွန်းကြောင့်တင်းဟာမပူရောင်မိုက်သေးတယ်။အဲကျွန်တော်ကျွန်တော်လည်းမလိုက်ပြောတိုနီဘလွန်းကိုရီနဲ့အဲ့လောက်ကြီးမသိဘူးဒါကျွန်တော်တခါအခုကျွန်တော်တို့ဟိုဘောလုံးနဲ့ပတ်သက်ပြီးတော့ဒါ business နဲ့လုပ်နေတဲ့ page အသစ်ရှိတယ် money baller မသိ money ball မြန်မာမသိအရမ်းမိုက်တယ်။အဲ့ဒါတော့ကြည့်အဲ့မှာတိုနီဘလွန်းကြောင့် request ဆိုလို့ကြည့်ကိုရီကတိတ်ပြီးအခြေဝါမရှိသေးတာကိုရီလည်းတိလောက်မှတ်လောက်ပဲပြပြနေတာ။အဲကိုကိုစီတူတို့ကိုနန်ဝင်းငင်းချမ်းရယ်ဘယ်လိုလဲမသိရှိဘူး။အဲ့တော့ကျွန်တော်တိတော့ကိုစီတူနဲ့ကိုနန် ဝင်ညွှန်းချက်ရှိတယ်မန်ဒီဘောမြန်မာပေါ့နော်အဲ့ဒီမှာသူတို့ပြောနေတာဟိုနေ့တော့ဒါကျွန်တော်ကြည့်အရန်မိုက်တာဗာလဲကျွန်တော်တို့ City Group ပေါ့နော်ကျွန်တော်ဒါ Football လုံးရဲ့ပွာလို့လို့ဆိုဘယ်လိုလုပ်တယ်ဆိုအရန်မိုက်အဲ့တော့သွားပေးလိုက်တော်တော်မိုက်တယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့ရန်ဖန်ရန်ခိုင်းပြီးတော့ပို့ဆိုးတာခုအပြောင်းရွှေ့အကြောင်းပို့ပြီးတော့ညားလာချိန်မှာဒီလိုမျိုးပြေးစားကျွန်တော်တိတ်ပြီးပြောနိုင်မှာပေါ့အဲ့ဒါပြောပြအဲ့တော့ဒါ end of the line မှာကျွန်တော်ပြောရမယ်ဆိုရင်ခုနကပေါ့နိုင်ငံသားသားဆိုအထင်မကြီးနဲ့ကိုတွေကတခါကျရင်ပူတော်တယ်အာဂေါ်နေအသားရောင် ကွာလူငါတို့ကညံ့နေဆိုဘယ်တော့မှမတွင်းနဲ့ကျွန်တော်တို့လက်ရှိကျွန်တော်တို့အာရှသားတွေဘယ်လောက်တော်လဲကျွန်တော်တို့အသိဆုံးဖြစ်တယ်ကျွန်တော်ဒါရှောက်သွားရင်ဒီမှာအာရှသားတွေနေရာဘယ်လောက်ရကျွန်တော်တို့အသိဆုံးဖြစ်ကျွန်တော်တိတဲ့ company နေမှာအာရှသားတွေ CEO ဘယ်နေရောက်ဖြစ်တယ်ကျွန်တော်အသိဆုံးအဲ့တော့ကိုယ့်အကိုဘယ်တော့မှအသိမသိနဲ့ဒါသူများဒါအတွက်ဒါပြောရဲကောင်းတိုင်းမျိုးနဲ့အဖြူကောင်းဆိုတဲ့မယုံနဲ့အဖြူကောအဖြူကောင်ဆိုတဲ့အတိုင်းမကြီးနဲ့အခုနောက်ပိုင်းမှာခင်ဗျာကပအကောင်ဆုံး company ဒါ Fortune ဒါကျွန်တော်တို့54ပါ Fortune 40အဲ့ company ရဲ့ CEO တွေကြီးတိုင်း နိုင်ငံသားသားစုနာပေါ်ဆိုကျွန်တော်တို့အာရှသားတွေပြေးပြေးများလာအထူးသဖြင့်တော့ကျွန်တော်တို့အိန္ဒိယနေကျွန်တော်တို့အေရှန်အခုလက်ရှိမှာခင်ဗျာကြည့်လိုက်လေနဗီဒီးယားဆိုဘယ်လိုလဲကျွန်တော်တို့ဟုတ်တယ်မှာနဗီဒီးယားကျွန်တော်အေရှန်ကပဲနဗီဒီးယားရဲ့ပြိုင်မဲ့ကျွန်တော်တို့ဒါ AMD ဆိုလဲဒါကျွန်တော်တို့အေရှန်ပဲသူတို့နေရာကပါကျွန်တော်ဝင်းခွဲပေါ့နော်အဲ့တော့ပြောစင်တာအကုန်လုံးကအခုလက်ရှိမှာ Google ရဲ့ CEO ဘယ်လို Meta ရဲ့လက်ရှိမှာ CTO ဆိုလဲဘယ်လို Netflix ရဲ့ CTO ဘယ်လိုအကုန်လုံးကကြည့်လိုက်လေဟုတ်တယ်မှာကျွန်တော်ပြောတာအဲ့ဒါပေါ့ကျွန်တော်တို့ပြောစင်တာနိုင်ငံသားဆိုရင်အထင်မကြီးနဲ့ကိုယ်တွေလည်းတော်တယ်ကိုယ်တွေလည်းတတ်တယ် ကိုလည်းဆရာကြီးဖြစ်တယ်အဲ့ဒါကိုကိုယ့်အကူဆွဲရမှာတာ argument ဖြစ်ရင်ကို research ကောင်းကောင်းလုပ်တာကို research ကောင်းကောင်းလုပ်နိုင်ကို research man နေဆိုရင် R&D ကောင်းကောင်းလုပ်ရင်ဘယ်မကောင်းမှုဆိုဖြဲလို့ရတယ်ခင်ဗျားတို့ကျွန်တော် I love life I love lesson ခင်ဗျားဒီနားမှာပြောချင်ဘာလို့ကျွန်တော်လည်းဘုရားမှာခုနကနိုင်ငံခြားကြောင်းတက်တက်တက်ခဲ့တဲ့ကောင်းတော့မပါဘူးခုနကကျွန်တော်ဘုရားမှာနိုင်ငံခြားကောင်းကောင်းနေခါရှင်ကြီးရတဲ့ moment တွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တိတိလာတဲ့ကောင်းတွေကိုလောက်မတော်ဘူးအဲ့ကိုကိုလောက်မတော်ဆိုကိုရင်တက်မတော်နေဘူးကိုရင်နဲ့တန်းတူပုံစံမျိုးလောက်ပဲရှိတာ ဒီကောင်းဒီမှာကောင်းသွားတဲ့ internet ကောင်းတယ်ပိနာ environment ကောင်းတယ်အဲ့ဒီကြောင့်မို့ကျွန်တော်တို့ကပူတိသွားတာပဲရှိရှိမှာပူတက်သွားတာမရှိဘူးအဲ့ကျွန်တော်တို့ကပူတိတဲ့လူနောက်ကဘလူလိုက်မှာကိုဒီပူတိအောင်ကြိုးစားရမယ်ဒါပဲအဲ့တော့အခုလေကျွန်တော်ဒီအောင်ဘလူးအပ်ပေါ်မှာလက်ရှိမှာကျွန်တော်တို့နိုင်ငံသားမှာအခုလက်ရှိမှာအလွတ်လွတ်နေတဲ့လူတွေရှိတယ်ဘယ်တော့မှအတိမ်မခံနဲ့ငါကအဖြူကောင်မှုလို့ခင်ဗျားခုနကလက်ရှိမှာကျွန်တော်အသိတယ်မကျွန်တော်လာပြီးစကားပြောလို့ရှိရင်ဟိုကျွန်တော် wait waiter ချင်းနေလို့နေတော့မှဒါကျွန်တော် level ကြီးနေတော့လာနေတဲ့ကောင်တွေရှိမနေနဲ့မနေခံနဲ့ပူတော်အောင်လို့ပူတက်အောင်လို့ ဒါကိုယ့်ရဲ့ opportunity ပဲအဖြူဆိုပြီးဘယ်တော့မှအထင်မကြီးနိုင်ဘူးခင်ဗျာတို့ဒါကျွန်တော်ပြောပြလိုက်မယ်ကိုယ်တွေကအဖြူဆိုပြီးမုန်းတီးတာမဟုတ်ကိုယ်မှာအဖြူပေါ်တိုင်းမှာအများကြီးရှိဒါပေမဲ့အဖြူဆိုပြီးဘယ်သူမှအရန်တော်နေတာမဟုတ်ဘူးနိုင်ငံခြားသားဆိုပြီးအဖြူဆိုမဟုတ်ဘူးခင်ဗျာကျွန်တော်တို့က risk ဖြစ်တာမှာနိုင်ငံခြားသားဆိုပြီးတော့ဘယ်သူမှတော်နေတာမဟုတ်ဘူးဟုတ်တယ်မဘယ်သူမှအထင်မကြီးနဲ့ကိုယ့်အကူတော်အောင်လို့ကိုယ့်အကူအကောင်းဆုံးဖြစ်အောင်လို့အဲ့ဒါပဲခင်ဗျာတို့ကျွန်တော်ဒါတော့ကျွန်တော်တို့ life lesson ပေးခြင်းနဲ့ဒီလောက်ပဲ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုရဲ TV ဘောရီတို့မှာဂျင်းလို့ဆိုပေါအောင်ကြည့်လို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်က comment နေထဲမှာလည်း Youth Sport Media 3 point ဆိုနဲ့ TV for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းမကြောင့်ဆက်ကွန်တီပြုလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါဗျာ။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။များများကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့။ကောင်းမွန်သောနေ့တစ်နေ့ဖြစ်ပါစေလို့ဒီနေ့ကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးနေပဲ။ ကျွန်တော်တို့နေနောက်မှာပဲ AACC2 ကြတာပေါ့အားလုံးမကြိုးတူပါနဲ့မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်တေးပါဗျာ